တိုက်ပွဲပြင်းထန်နေတဲ့စစ်ကောင်စီတပ်နဲ့တအောင်တပ်တို့အကြားတရုတ်ရဲ့ကြောင်းဝင်ညစ်နိုင်မှုကြောင့် အပြစ်ရဲ့သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်းတအောင်တပ်ကဒီနေ့အောက်တိုဘာ29ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။အတိထုတ်ပြန်ချက်ဟာပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့နဲ့28ရက်နေ့မှာတရုတ်ပြည်ကိုမင်းမြို့မှာပြုလုပ်ခဲ့တဲ့၉ကြိမ်မြောက်ဆွနွေးပွဲကနေအပြစ်ရဲ့သဘောတူလက်မှတ်ရေးထိုးတာဖြစ်ကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဲ့ဒီသဘောတူညီချက်မှာတအန်တပကတိမ့်ပရရှိထားတဲ့မိုးကုံမျိုးမိုးမမျိုးတွေကနေတက်တွေပြန်ဆုံးရမှာဖြစ်ပြီးတော့စစ်ကောင်စီတပကလည်းတအန်ဒေတာကိုလေချောင်းကနေပုံကျဲချင်းပိုးဆက်ဆင်ခြင်းမပြုလုပ်ပဲရောက်တဲ့နေရာကနေအပြစ်ရဲ့အရာမှဖြစ်တယ်လို့ဆိုထားပါတယ်။အဲ့ဒီသဘောတူညီချက်ဟာဒီနေ့29ရက်နေ့မှာစတင်အတက်ဝင်မှာဖြစ်ကြောင်းကိုလည်းထုတ်ပြန်ချက်မှာပါရှိထားပါတယ်။မိုးကုံမြို့နဲ့မိုးမိတ်မြို့ကိုစစ်ကောင်စီတပ်ထံပြန်ပေးလိုက်ရတာကြောင့် တစ်တုံညနှစ်ခုဆစ်စင်ရေးဒုရယာလိုင်းအတွင်းကတောင်တက်သိမ်းပိုက်ထားတဲ့မြို့တွေအလုံးစစ်ကောင်စီလက်အောက်ထဲပြန်ရောက်ခဲ့တာဖြစ်ပါတယ်။တောင်တက်ထိန်းချုပ်ထားတဲ့ကြောင်မဲနောင်ချိုနဲ့ဒီဘောမြို့တွေကိုစစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဇွန်လနဲ့အောက်တိုဘာလထဲမှာစစ်ကောင်စီတပ်ကပြန်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။